ဟုတ်လားအဲ့တော့ဘုန်းတို့ဒီသူတော်ကောင်းဆိုတဲ့စကလုံးလေးနဲ့ပတ်သက်ပြီးတော့ဒီသုတ်တံကိုခြေခံပြီးတော့ပိုင်ပိုင်နိုင်နိုင်ဘလို့နားလေထားတဲ့နဲ့လေနော်ငါ့ငါဘာကြီးဖြစ်လို့နေလေဟုတ်လားအဲ့ဒီဖြစ်ချင်းဒီဟူသောကြောင်းကြောင့်သူများကိုနော်နှိမ့်ချမယ်ကိုကိုကိုအထင်ရောက်ပြီးတော့မြင့်တင်နေမယ်ဆိုရင်ငါဟာလူယုံမှာစင်းနေဝင်နေသေးပဲလို့နားလေရမယ်နော်ဘာကြီးဖြစ်လို့နေလေအဲ့ဒီဖြစ်ချင်းဒီဟူသောကြောင်းကြောင့်သူများကို မနှိမ့်ချဘူးကိုကိုကိုမမြင့်တင်ဘူး ်သူများကိုနှိမ့်ချတယ်ကိုယ့်ကိုမြင့်တင်တယ်ဆိုတာအဲ့လိုပြောရင်မျက်စိလဲမှလဲဆိုရသေးတယ်အဲ့လိုကြီးတော့ဒီလိုဆိုတာမလုပ်ပါဘူးလို့ထင်ကောင်းထင်မယ်အဲ့ဒါဆိုရင်ဘလို့ဆင့်ဟိုစကလုံးကိုဘလို့ရှော့ပြီးတော့ပြောရမလို့ဆိုအထင်သေးတယ်ဟောသူများကိုအထင်သေးတယ်အထင်သေးတယ်ဆိုတာထဲမှာနှိမ့်ချတဲ့သဘောမပါဘူးလားပါတာပေါ့အထင်သေးသေးတဲ့လောက်နှိမ့်ချတယ်အထင်အရန်သေးသွားပြီဆိုရင်စကားပုံပြောကျင်တော့ဘူးမတူသလိုမတန်သလိုဖြစ်သွားတယ်တခါတည်းသူများကိုအထင်သေးလုံးအားကြီးသွားတာ ်ကိုစိတ်ထဲကဘလို့အနေထားမျိုးမှသူများကိုထင်သေးတာတွေများတော့တခါတလေကျတော့ကိုကတော်လွန်းလို့သူ့ကိုအထင်သေးတယ်ဆိုတဲ့သဘောမျိုးမဟုတ်ဖဲနဲ့သူကညံလွန်းလို့အထင်သေးတာမျိုးလည်းရှိတတ်တယ်ဟုတ်တယ်မဟုတ်လားကိုကိုကိုတော်လို့ပြုလို့ရလို့တော့မဟုတ်နော်အလုံးကိုသဘာဝမကြပြီးတော့အလုံးကိုဆက်ဆုပ်เสียကောင်းတဲ့စိတ်နေသဘာဝတွေရှိတဲ့လူတွေနဲ့တွေ့တဲ့အခါမှာဘုန်းဘုန်းတို့များသောအားဖြင့်အဲ့ဒီကိစ္စတောက်မခံနိုင်ဘူးနော်ဘာဖြစ်လာပြီတော့အထင်သေးလာပြီ လူယုံမှာကိုယ်ဘာလူယုံမှာဖြစ်အောင်အဖော်ညှိတော့လားဟုတ်တယ်မဟုတ်လားစဉ်းစားစဉ်းစားနော်တကယ်တမ်း तू လည်းကောင်းတာမဟုတ် तू မကောင်းလို့ကိုယ်ကဘာဖြစ်ပြီတော့အထင်သေးပြီအထင်သေးပြီဆိုတော့ကိုယ်ကမတိမတာနော်ငါက तू လိုတော့မဟုတ်ဘူးကိုကိုကိုသူ့လက်တော့ဘာဖြစ်တော့ပါတယ်ထင်တယ်တော့ပါတယ်မဟုတ်လားကိုကိုမြင့်တင်တဲ့အပိုင်းမှာပါလာတယ်သူ့ကိုနှိမ့်ချတဲ့အပိုင်းတွေပါလာတယ်ဩဒါကြောင့်လူမိုက်ကိုမပေါင်းရဘူးလို့ပြောတယ်မြတ်စွာဘုရားရဲ့မင်္ဂလာတရားဟာ ဒီအထိကျေပြန့်တယ်ဆိုတာကိုမြင်ကြည့်